အချိန်တိုင်းဆူတောင်းမှာဘာလို့ဆူတောင်းခိုင်းတာလဲဆူတောင်းခြင်းမရှိရင်သင်ခွာမရှိတော့ဘူးလေဒီမှာကျွန်တော်ပြောပြမယ်ကျွန်တော်မှုတော်ထဲမှာသွားနေတာဆူမတောင်းတာနဲ့ကျွန်တော်ထဲမှာဘာကျွန်တော်ပြောပြမယ်ကျွန်တော်ဖျားရှင်နဲ့ဆူတောင်းခြင်းနဲ့သွားတဲ့အချိန်ဟုံနဲ့သွားတာနဲ့ဆူမတောင်းတော့တာအယံကွာတယ်ကျွန်တော်တို့ ချို့လူဘာပြောလဲယေရှုတော်ကာလမှာဆူတောင်းစာမလို့တော့ဘာတွေညာတွေကြိုက်တာပြောကျွန်တော်မသိဘူးအဲ့ဒါဒါပေမဲ့ကျွန်တော်သိတဲ့အရာတစ်ခုကတော့ကျွန်တော်ဆုမတောင်းရင်ကျွန်တော်အားမရှိတော့ဘာကြောင့်လဲကျွန်တော်တတ်တာထဲမှာကိုလုံနိုင်တာဘာမရှိဘူးဒါကြောင့်ဆူတောင်းရတာ ကိုတကယ်လုံနိုင်တာဘာမှရှိဘူးဒီစင်မော်တက်ပြစကားပြောဖို့တောင်မှကျွန်တော်လုံနိုင်တာမရှိဘူးကျွန်တော်ဖျားကိုပဲအားကိုရကိုတော့ပြောခိုင်းတဲ့စကားဖြစ်ပါစေကိုတော့လှုပ်ခိုင်းတဲ့အလုပ်တွေဖြစ်ပါစေကိုတော့ဖွင့်ပြစေအရာတွေကျွန်တော်ပြောပြမယ်ကိုတော့ပဲဥဆောင်ပါကျွန်တော်ဘာပြောမလဲကျွန်တော်မသိဘူးဒါပေမဲ့လူတွေပြောင်းလဲစေမှာကိုတော့ပဲလူကိုလွတ်မြောက်စေမှာကိုတော့ပဲဒါကြောင့်ကျွန်တော်ဘာလုပ်နေရလဲဆူပဲတောင်းနေတင်းရတတ်တာထဲမှာစာစုတောင်းကြည့် အချိန်တတ်မှပြီးဆူတောင်းကြည့်တခြားဘာသာဝင်ဝင်နေတောင်မှတရက်ကို၄ချိန်ဆူတောင်းနိုင်တယ်တရက်ကို၄ချိန်သူတို့အချိန်ရောက်ရင်ဘာလုပ်ပဲလုပ်လို့ခဏရက်ပြီးတော့ဖြာလေးခင်းပြီးတော့ရှိတဲ့နေရာမှာလမ်းမမှာဆိုကားရက်ပြီးတော့လမ်းမမှာဆူတောင်းလေးရင်မှာလေးရင်ပေါ်မှာဆူတောင်းတယ်အသက်ရှင်နေဖျောက်ကိုကိုွယ်တဲ့သူတွေအဲ့လိုအချိန်တတ်မှပြတော့ကိုကိုွယ်ကြည်စားတတ်တတ်မှဖျောက်ကိုကိုွယ်ကြည်အလံပေးထားပြတော့ကိုကိုွယ်ကြည်စားဒီလူတွေမတိုးတိုင်ကြိုက်တဲ့လောက်ပြော ပြည့်ညက်တရားတဲ့ကျွန်တော်ပြန်ဆွဲတာမဟုတ်ညီကိုမောင်မတို့ကျွန်တော်တတ်တာကိုဒီတိုင်းပဲဖះသွင်းတင်တယ်ဒီတိုင်းပဲကျွန်တော်လှုပ်တယ်ဆူတောင်းခြင်းမရှိရင်ကျွန်တော်မှဘာအားမှမရှိဘူးဘာတကောမှလည်းမရှိဘူးဖះတကောပါတဲ့စိတ်ကိုပေးတယ်ချစ်တတ်တဲ့စိတ်ပေးတယ်ရှင်းလင်းသောစိတ်ကိုပေးတယ်ဒါပေမဲ့အဲ့ဒီထဲကျွန်တော်တတ်တာတဲ့ဝင်ရောက်လာဖို့ဆူတောင်းရတယ်ဗျဖះတဲ့ငါတကောပါတဲ့စိတ်ပေးတယ်ရှင်းလင်းသောစိတ်ပေးတယ်ချစ်တတ်သောစိတ်ပေးတယ်ဟာလေလုယာအော်ယုံနဲ့မရောက်လာဘူးကျွန်တော်အော်ပြီးပြီ Hello oh, Bibi je no sé obi ó halle luja halle lu ó deópa os hol lu jani ra ó de ópare se de ópare se hol Ma wem bu a te a chauda chauda e palo de la Piame. Sasutang. အိတ်ချင်လာတာအိတ်ချင်လာပြန်နှိုးရတယ်ကျွန်တော်နှိုးတယ်ဘာလို့လဲဆူတောင်းပေမဲ့အဲ့ဒီမျက်မှောက်တော်ထဲရောက်တဲ့အထိမဆူတောင်းရင်ဘာတိတ်ပဲမှမရှိဘူးမျက်မှောက်တော်ထဲမရောက်ခင်ဆူတောင်းတဲ့ပုံစံကျွန်တော်ပြမယ် Oh hallelujah o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 h la ba 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 oh hallelujah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  ama phone 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 sa mi le oh hallelujah oh bi 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 oh hallelujah oh hallelujah ha bien su da down na oh bi bi ga mi ne bien ama tu ko kan le dire sia yi lo ba su down ni de naw ma bian kho ame jwa le dire Oh hallelujah, o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 h ha oh hallelujah, oh, hall oh hallelujah, oh hallelujah, oh hallelujah, oh hallelujah. Oh hallelujah, hallelujah, piata, piata. Oh, oh, oh hallelujah. Oh, eh, ko, ko do ti bare, eh na piye biami. Dan nau ni ma biasa do meso piye to biang. Di mana ni ko? င်မှာကျွန်တော်ပြောပြမယ်မျက်မှောက်တော်ထဲရောက်တဲ့အထိကျွန်တော်သွားဖို့ရန်အတွက်က you have to take a time a chain you are there a chain you are there အဲ့ဒီမျက်မှောက်တော်ထဲရောက်သွားပြီလေအဲ့ဒီမျက်မှောက်တော်တဲ့ဖရာသခင်ငါနဲ့အတူရှိတယ်ဆိုတာကိုသိပြီးတော့အဲ့လိုကိုကိုွယ်ရတာအရင်ကောင်းတာအဲ့ဒီအထဲရောက်သွားပြီအဲ့ထဲမှာပဲပျော်သွားတာအဲ့ထဲမရောက်မချင်းဆူတောင်းရတာအရာပြင်းတယ် အဲ့မှာ hallelujah hallelujah တောင်းလာအများကြီး။ Oh hallelujah oh hallelujah စူစူစူတောင်းချက်ကပျောက်တည်ပြီလေ။စူတောင်းချက်ပျောက် Oh hallelujah oh hallelujah အဲ့မှာပေါ်လာတဲ့ဥပုဆိုပေါ်လာ။ဥပု hallelujah ယေရှုနာမနဲ့စူတောင်း။မြတ်လုံးထဲမှာပေါ်လာတဲ့ဟာတွေဆွဲနေတာ။ဘာမရှိတော့ဆို Oh hallelujah oh la baba oh hallelujah ပြန်ဖြစ်ပြန်။နှုံးညီကိုမောင်းမှာတော့ဒီမှာဒီမှာစူတောင်းနေဆိုတာတဲ့။ကိုပြောချင်တဲ့စကားတွေပြောတာစူတောင်းတာမဟုတ်မဟုတ်ဘူးတဲ့။ဖျားသခင်အတန်ကြားတဲ့အထိ နားထောင်တတ်ခြင်းဟာဆူတောင်းခြင်းဖြစ်တယ်တဲ့ညီကောင်မတော်ခံစားချက်ကိုနိုင်ခြင်းရင်စိတ်အလိုမလိုက်နဲ့စိတ်ကိုဦးစားမပေးနဲ့ကျွန်တော်အသက်တာမှာတော့ဖခင်သခင်ကငါကြီးသောအမှုငါမင်းကိုပြုတ်မှဖြစ်တဲ့အတွက်ကြောင့်နဲ့အချိန်မဖြုံးနဲ့ကျွန်တော်ရုပ်ရှင်ရှေ့မှာကျွန်တော်အချိန်မဖြုံး Facebook ကျွန်တော်မှမရှိဘူးကျွန်တော်ရဲ့အချိန်ကိုခိုးမဲ့ဟာတွေအားလုံးကို ကျွန်တော်အကုန်ဖြတ်ထားတယ်ဘာလို့ဖြတ်လဲတိလန်ညီကိုမောင်းမလို့ကျွန်တော်အတ္တတအတွက်ဘုရားသခင်လုတ်ခိုင်းမဲ့အရာတွေရှိတယ်ကျွန်တော်ပြင်ဆင်ရတယ်မှတ်ထားအောင်မြင်ခြင်းလားပြင်ဆင်ထားသောသူစီကိုပဲအောင်မြင်ခြင်းကရောက်လာတာ ဣတလာပြီမှာတိုက်ရခိုက်ရကောင်းတဲ့သူတွေအများကြီးရှိတယ်။ဘာကြောင့်ဒါဝိဒ်ကပဲဂေါလိယကိုနိုင်သွားလဲ။လူဘလူကိုပါတွေ့ရင်တိုက်ခိုက်ဖို့ပြင်ဆင်ထားတာကဒါဝိဒ်ဖြစ်တယ်။ချင်းတဲ့ကိုရင်ဆိုင်ဖို့ပြင်ဆင်ထားတာဒါဝိဒ်ဖြစ်တယ်။ဝဝုံကိုတွေ့ရင်တတ်ဖို့ ရင်ဆိုင်ဖို့ပြင်ဆင်ထားတာဒါဝိဖြစ်တယ်။အဲ့ဒီပြင်ဆင်ထားတဲ့သူပဲဖရာအောင်မြင်ခြင်းကို ပေးတယ်။တောင်းညီကုံမောင်မရောက်စတဲ့ဒီနေ့ကျွန်တော်ဒီညမှာကျွန်တော်အားပေးခြင်းတဲ့အရာတစ်ခုကခံစားချက်တွေကိုဒီနေ့မှဆလျက်အခွင့်မပေးဘဲနဲ့သင် TV ကြည့်ခြင်းနဲ့ကျန်းစာဖတ်လိုက်ပါတဲ့အိတ်ချင်တယ် အဲ့ဒီအိပ်ရမယ့်အချိန်မှာသင်စပလို့ဆူတောင်းကြည့်ပါသင်ရဲ့ခံစားနေတဲ့အရာတော့တိတ်အိတ်ရှင်တယ်ဒါမဲ့သင်အဲ့ဒီအိတ်ရှင်တဲ့အချိန်မှာသင်စဆူတောင်းကြည့်သင်ပါထူခြားလာမလဲလို့အဲ့ဒါသင်ရဲ့ခန္ဓာကိုယ်ကိုသင်ပါလောက်တာလည်းတက်လာညင်းပယ်တာစလောက်ကြည့်အကျင့်လောက်ရတယ်သင်ဟာ ဒီသွေးသားကိုတင်ညင်းပယ်တာများလာရင်အဲ့သွေးသားကိုတင်နိုင်သွားတာဟာလေလုယာလောက်ရတဲ့အချက်ချင်းတော့ဝုန်းကနေတိုင်းနဲ့တော့မဖြစ်လာဘူးညီကိုကျွန်တော်ဘာလို့ပြောလဲသိလားမဒီနေ့ယေရှုယုံကြည်လက်ခံတယ်နောက်နေ့တော့အဲ့လူချက်ချင်းမဖြစ်ဘူးနားလေတယ်ဒါမဲ့ယေရှုယုံကြည်တာလဲကြားပြီးဆယ်နှစ်ကျော်နေပြီ စိတ်ကောက်တက်တုံးမဲ့စိတ်တိုးတက်တုံးမဲ့မနာလိုတက်တုံးမဲ့ညူစုတက်တုံးမဲ့ဒါဆိုဘာဖြစ်နာလဲအဲ့ဒါစိတ်လိုလိုက်နေတာသူအသွေးတောက်သူအခွင့်ပေးနေတာအဲ့ဒါတွေကသူ့ရဲ့ဆုံရှုံခြင်းဘာလို့ဘာလို့တိလန်ညီကိုမောင်းမတော့အချိန်မရှိတော့ဘူးဖခင်ကျွန်ုပ်စကားပြောနေပြီလုံးဝအချိန်မရှိတော့ဘူးခရစ်တော်ပြန်ကြွလာတော့မယ် ဒီမှာ prophet တွေအကြီးကျယ်အမေရိကမှာရေးလဲလောက်ခါနေပြီအမေရိကအမေရိကရဲ့အခြေအနေကိုကြည့်ချင်းအားဖြင့် Billy Graham တည်သွားတဲ့အပေါ်မှာအမျိုးဆုံး prophet တွေပြုတ်နေကြတယ်အကြီးကျယ်ပြုတ်နေတာဘာလို့ကျွန်တော်ပြောလဲအချိန်မရှိတော့ဒါဆိုရင် သင်ဘာလုပ်နေတယ်လဲ သင်ဒီတိုင်းပဲခြေနဲ့တလား no သင်ကိုဖရားလောကမှာထားတဲ့ရည်ချက်ကအကြီးကြီးပဲအဲ့ဒီအကြီးကြီးကိုသင်ပြည့်စုံလာဖို့သင်လုပ်ရမယ်အဲ့အတွက်သင်ပါလုပ်ရမလဲသင်ပြင်ဆင်ရမယ်ဘာပြင်ဆင်ရမလဲသင်လုပ်ရမယ့်အရာတစ်ခုပဲရှိတယ်သင်မသိသင်နှုတ်ကပတ်တော်နဲ့စတင်ချိန်ယူသင်ရဲ့တတ်တာအတွက်အနာဂတ်ပြောင်းနေစတင်ဆူတောင်းမပြင်းနဲ့မညံ့နဲ့ကိုကိုကိုမညံ့နဲ့မပြင်းနဲ့ ုရားအလို့တော်မှန်ရင်ဘာလုပ်ရမလဲဝန်ခံဟေးခံစားချက်ဆိုလူတိုင်းမှာရှိပါတယ်ယေရှုစီမှာတော့မှခံစားချက်ရှိတယ်ယေရှုခရစ်တော်လူစားဒီခံတဲ့အတွက်ကြောင့်သူ့မှာခံစားချက်ရှိတယ်ဘာခံစားချက်လဲဤခွက်ဒီအကျွန်ုပ်မှလွန်နိုင်လင်လွန်သွားပါစေဆိုတာအဲ့ဒါခံစားချက်ဒါပေမဲ့ကျွန်တော်အလို့တိုင်းမဖြစ်ပါစေနဲ့ကိုရောအလို့တော်အတိုင်းဖြစ်ပါစေဝန်ခံလား ဝန်ခံတဲ့ညီကိုမောင်မတို့အဲ့ဒီဝန်ခံခြင်းအပေါ်မှာဖခင်ချီးမြှောက်လာအားလုံးကျွန်တော်ပြောမယ်ညီကိုမောင်မတို့ဒီနေ့ကစရွေတင့်ရဲ့ခံစားချက်ကိုအခွင့်ဒီမှာကျွန်တော်ဖခင်စကားပြောတယ်ဒီမှာဥပ္ပိလူငယ်တွေထဲမှာဒါလေးပဲရပါတယ်ခါလေးပဲဘာဖြစ်ပါဦးနောက်မှဆူတောင်းတာပေါ့နောက်မှဖခင်နဲ့ချိန်လွန်နောက်နောက်မှဆွာရှောင်းဆူတောင်းနောက်မှနောက်မှဘာမှမဖြစ်လာတော့ဘူးဖခင်သခင်ဟာနှုတ်ထမှုတွေပြန်ဖြစ်စေခြင်းတယ်ဖခင်သခင် ဘုံနဲ့အလုတ်လုတ်ချင်နေပြီကြီးမားသောဘာ노ထားမှုလဲတိလာညီကိုမောင်မတို့လူငယ်တယောက်ကလူတထောင်ကိုဖျားခေခေါ်ဆောင်လာတဲ့သူတွေဖြစ်ဖို့ဖျားအလိုတော်ရှိနေပြီအာမင်ဟာလေလုယာကြီးတော်မှုတွေကိုဖျားခင်ပြုချင်နေပြီကျွန်တော်ဖျားပေးထားတဲ့ယူပါရုံကျွန်တော်ပြည့်အောင်ကျွန်တော်လုပ်ရမယ်ကျွန်တော်ပြင်ဆင်ရမယ်အေးမပြင်ဆင်လို့မဖြစ်လာရင်ဖျားအမားမဟုတ်ဘူးအဲ့ဒါကျွန်တော်အမား တနေ့သောချိန်မှာမင်းကိုငါအပ်ထားတယ်မင်းဘာဖြစ်လို့မလုပ်တာလဲငါမင်းကိုအခွက်30အပ်ထားတယ်မင်းဘာလို့မပွားတာလဲဘာလို့မပွားလဲတိလန်ကြီးကိုမောင်းမတော့သူခံစားချက်ရှိလို့မပွားတာအခွက်90ရတယ်လို့အခွက်90ပွားအောင်လုပ်တယ်လေချက်ချင်းဘာလို့လဲတက်လားတခင်အလိုကဘာလဲ तू တိလေလေတခင်အလိုကဘာလဲ90ပေးရင်90ပွားစီချင်တာတခင်အလိုတိလားလုပ်တယ်20ပွားလားပွားတယ်30ဘာလို့မပွားလဲတိလား ။ညီကိုမောင်နှမတို့ခန်းစားချက်ရှိတယ်သူမှာ။ဘာခန်းစားချက်လဲကျွန်တော်ပြောပြမယ်။အဲ့ဒီခန်းစားချက်ပါလဲ။ဒီမှာကျွန်တော်ပြောမယ်။သူ့အတွက်မဟုတ်လို့။ကိုရောမဆိုင်မပြောတဲ့အရက်မှာကိုရောပြန်ပြီးတော့မလုပ်လဲ။ရိတ်သိမ်းရှင်တယ်။ဒီမှာ90ရတယ်90သူမြောက်ပေးလိုက်တယ်။ကိုရောပြန်ပေးတယ်။90ကဘယ်သူဟာလဲ။တခင်ဟာ တခင်ပြန်ပေးလား20ဘသူပြန်ပေးလဲ30ကလုတ်ပြီးသွားရင်ဘသူပြန်ပေးရမလားဒါဆိုသူ့အတွက်မဟုတ်ဘူးလေတခင်ပေးတယ်တခင်ကိုပဲပြန်ပေးရမယ်သူ့အတွက်မဟုတ်ဘူး तू မလုတ်ဘူးဒါဆိုကျွန်မသူတို့သူတို့တဆွမ်းနဲ့အဆွမ်းစားရှိတဲ့အတိုင်းပေးတယ်လို့ပြောတယ်ဟုတ်လားဒါဆိုရင်90အဆွမ်းစားရှိတဲ့လူက90ပွားနိုင်တယ်ဆိုတာသိလို့ပေးတာ20ပွားနိုင်လို့ပေးတယ်ဒါ30ကပွားနိုင်လို့ပေးတာ तू လုတ်လားဘာ ဘာဖြစ်လို့လဲသူ့အတွက်မဟုတ်လို့ကိုယ့်အတွက်ဆိုရင်ကိုယ်အလုတ်လုတ်ချင်ကြတယ်ကိုယ့်အတွက်ဆိုရင်မနက်၄နိုင်လဲအလုတ်ထလုတ်ရတယ်မနက်၆နိုင်ဆိုလဲအလုတ်ထလုတ်ရတယ်ဒီမှာအဲ့ဒါတင့်တကယ်အလုတ်မဟုတ်ဘူးငါ့ကိုဘာဖြစ်လို့ထိုင်းနိုင်ငံမှာ ပို့တာလဲငါ့ကိုဘာကြောင့်ဒီမှာပို့ထားလဲ ဖယားအကြံစီရပါလဲတိချင်ရင်တင်ပါလို့အောင်လဲ TV နဲ့ချိန်မဖြုံးတော့နဲ့ကွန်ပျူတာနဲ့ချိန်မဖြုံးတော့နဲ့လူငယ်တွေကျွန်တော်ပြောပြမယ်လူငယ်တဘာဝပျော်တတ်တယ်ပါတတ်တယ်ဖယားတိပါတယ်ဒါမဲ့ကျွန်တော်ပြောပြမယ်တင့်ကိုဖယားပေးထားတဲ့အရာမြေထဲမှာမြုပ်ထားတဲ့သူမဖြစ်ဘူး ကြီးသောအမှုကိုပြုတဲ့သူဖြစ်ဖို့တင်တင်းညဆာလို့ဆုတောင်းမှာကိုရောမတိမချင်းဆုတောင်းကိုရောသမီးအတွက်ဖျားထားတဲ့အကျံစီကပါလဲတားအတွက်ဖျားထားတဲ့အကျံစီကပါလဲဖျားလိုတော်ကပါလဲကျွန်တော်ခန်းစားချက်ကိုကျွန်တော်အလိုမလိုက်ချင်တော့ဘူးဖျားတကယ်အလိုမရှိဘူးဆိုကျွန်တော်မလုပ်အောင်မလဲကျွန်တော်ညင်းမယ်ဖျားခင်ဖျားခင်မနစ်တတ်တဲ့အရာတွေအားလုံးကျွန်တော်ဖယ်ရှားမယ်ကိုရောအလိုတော်ကပါလဲဆုတောင်းဖို့လိုရှိတယ်ကျွန်တော်ဒီနေ့ဆက်ပြီးတော့အချင်းတတ်မှတ်ပြီးတော့ဆုတောင်းမယ် ရှာတွက်မေရှက်အပင်နေကောတို့ဖျားခင်ဘာလို့ကွဲကလဲမိထန်နေဘာလို့ကွဲကလဲဒန်ရီလောက်ဘာလို့ချင်းတိတွင်းထန်နေဖျားကွဲကလဲဘာလို့တိလာညီကိုမောင်မတို့သူတို့အလိုမလိုက်ဘူးသူတို့အလိုမလိုက်ဘူးသူတို့ခံစားချက်နဲ့မသွားဘူးတကယ်တော့သူတို့ဖျားကိုချစ်ရတဲ့နဲ့တိန်သွားရှင်းခံရတာ ဒါပေမဲ့သူတို့ဖယားကိုကိုွယ်မြေကိုကိုွယ်နေတယ်ဖယားလိုတော့တိုင်းပဲဝန်ခံတယ်သူများစားတဲ့စားသူတို့မစားဘူးသူများတောက်တဲ့ဟာသူတို့မတောက်ဘူးသူဘာလို့လဲခံစားချက်ကိုဦးစားမပေးဘူးဘာဘာဦးစားပေးလဲနှုတ်ကပတ်တော်ပဲဦးစားပေးတယ်ငါမတဘာချတော့ဖယားမကိုကိုွယ်နေမကိုကိုွယ်ဘူးဥမချဘူးဝတ်မပြူနှုတ်ကပတ်တော်တိုင်းပဲသွားတယ်ဖယားလိုတော့ပဲဝန်ခံတယ်အချိန်တန်တော့ဖယားဘာလို့လဲချီးမြောက်တယ်လူငယ်တွေအဲ့ဒါ လူငယ်တွေဖြစ်ရနေဘာကြောင့်ဖျားကွယ်ကာလို့ရလဲသူတို့အလိုတော်သူတို့အလိုတော်ဝန်ခံတယ်သူတို့ရဲ့ခံစားချက်ကိုညှင်းပယ်တယ်ဒီမှာရှိတဲ့ညီကိုမောင်မရောက်စတဲ့ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ခံစားချက်ကိုဦးစားပေးခဲ့တဲ့သူတွေဒီနေ့ညဆုံးဖြတ်ချက်ချပါ SOW သင်ထားပြီးနောင်တဆိုပါလဲမားတာတည်ုံနဲ့နောင်တမဟုတ်ပါဘူးမားတယ်ဆိုတာတည်ရင်ဘာလုပ်ရမလဲလုံးဝ ရပ်ပလိုက်ပြီးဒီနေ့ကစပြီးတော့ပြန်စမယ်မနက်၄နာရီတောင်အလုတ်လောကအလုတ်သွားတယ်ဒါဆိုရင်ဖះလှုပ်စင်လို့တဲ့အလုတ်ကိုတိဖို့မလုပ်ရမလားတင်ထလေသင်စုတောင်းတော့ ကျွန်တော်သာဖယားနဲ့အချိန်မယူခင်ကျွန်တော်ပုံမှာဖယားထားတဲ့ကြံစီကျွန်တော်မသိရင်ဒီနေ့ထိကနေဒါမှာဟာကျွန်တော်ဒီစနိုးတော်ထဲမှာအဲ့ဒီအဲ့ဒီနှင်းတော်ထဲမှာအဲ့ဒီရေခဲတော်ထဲမှာအခုဒီကျွန်တော်ဟာတပတ်တခါပေးချက်လေးနဲ့အလုံးလုံးရတဲ့သူပဲဖြစ်နေမှာစနိုးတော်ထဲမှာအလုံးလုံးနေရင်အလုံးလုံးနေနေငါအလုံးမဟုတ်ဘူးဆိုတော့ကျွန်တော်သိလာတဲ့ခါမှာကိုတော့ကျွန်တော်အတွက်ဖယားထားတဲ့အကြံစီပါလဲဆိုတော့ကျွန်တော်သိချင်လာတယ်မနက်၄နာရီကျွန်တော်အိတ်ချင်တာပေါ့ မနက်၄နာရီကျွန်တော်ထတယ်ကျွန်တော်ဖယားနဲ့ချိန်ယူတယ်ဘာကြောင့်လဲကျွန်တော်သိချင်တယ်ကျွန်တော်သိချင်တယ်ကျွန်တော်ခံစားချက်ကကျွန်တော်အိတ်ချင်တယ်ကျွန်တော်ခံစားခံစားချက်ကိုဦးစားမပေးဘူးကျွန်တော်နှုတ်ကပတ်တော်ငါအချိန်ပေးမယ်ဆုံးဖြတ်ချက်ချပြီးကျွန်တော်ဖတ်ရင်ဖတ်လိုက်တမနက်မှာဖယားကျွန်တော်ဓာတ်ရိုက်စကားပြောတယ်ဓာတ်ရိုက်စကားပြောတယ်အဲ့စကားဒီနေ့ထိကျွန်တော်လုံလောက်တယ်တောင်းညီကိုမောင်းမတော့ ကျွန်တော်အဲ့ဒီအတာမကြောင်နှစ်ပေါင်းများစွာကျွန်တော်မကြောင်လုတ်ခဲ့တာဖယားပြောနေနေမကြတာဘာကြောင့်လဲသိလားခံစားချက်ပြင်းတဲ့စိတ်အချိန်မယူချင်းဘူးကိုကြိုက်တဲ့ရုပ်ချင်းကားဆိုရင်လေအိမ်ငိုက်တာတော့မမျက်လုံးပြူးပြီးတော့မှတမယာသည် စားပြီးတော့အချင်းစားပြီးတော့မှပြီးတဲ့အထိချိန်တယ် ။ဒါမဲ့ကျန်းစာလေးဖတ်လို့နည်းနည်းအိမ်ငိုက်လာပြီဆိုရင်ပတ်လေးပေါ်တင်လို့အိတ်လိုက်တယ်။နှိုးမှပြန်ဖတ်မယ်။ဘယ်တော့မှမနှိုးတော့ဘူး။မနှက်မိုးလေးနဲ့ထိပဲ။မဟုတ်လားညီကိုမောင်တို့။ဒါကြောင့်အရောက်စီတယ်အားပေးရှင်တယ်။ဒီနေ့ဆုံးဖြတ်ချက်ချရအောင်။ဒိုင်းဒိုင်းလာတော့ဆုံးဖြတ်ချက်ချတယ်။တနေ့ကငါဘယ်နှကြိမ်ဆုတောင်းမလဲ။တလောက်လုံးများတဲ့ကြားတဲ့ဘယ်နှကြိမ်ဆုတောင်းမလဲ။သုံးကြိမ်ဆူတောင်းမယ်အလမ်းထားပြီးဆူတောင်းကြည့်စမ်းဟယ်လိုခန်းစားချက်ကတော့ဆူတောင်းချင်လားပြော ပြောလိုက်မယ်ဆူတောင်းချင်တော့ဟောစီရယ် No 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 တကယ်ဆုံးဖြတ်ချက်ချပြီးတော့တကယ်ဆူတောင်းလိုက်ခင်ဗျာနှစ်ပတ်သုံးပတ်ထက်မလုံနိုင်ဘူးဒါမဲ့ဆုံးဖြတ်ချက်ချထားပြီးတဲ့အတိုင်းဇက်တိုက်လို့ဘာထူးခြားလာမလဲကိုအတ္တတာအထဲမှာထူးခြားတာမြင်တွေ့ရလိမ့်မယ်တကယ် key person နေဖျားခင်ပြင်ဆင်လာလိမ့်မယ်ကိုနာမှာလောက်ရမယ်သူတွေတွေ့ရမယ်သူတွေဟာလာအကုန်လုံးအကုန်လုံးဖျားပို့ဆောင်လာတယ် သူများပဲဒီတရားဟောတယ်ကိုလည်းအဲ့တရားပဲဟောတယ်အမှလူပြောင်းလဲတယ်ဘာပါသွားပြီလဲကိုလောက်တာမဟုတ်တော့ဘူးဖះလောက်သွားပြီခံစားချက်ကိုဦးစားပေးသူရေဖះတင့်ထဲမှာအလုတ်လုတ်လို့မရဘူးတင့်ကိုကိုညင်းပယ်လေလေတင့်ကိုကိုညင်းပယ်ပြီးတော့မှာ မချားမလားဆူတောင်းပါလို့ပြောလို့ကျွန်တော်ဆူတောင်းတယ်ဖယားချင်းယူပါလို့ပြောလို့ကျွန်တော်နှုတ်ကပတ်တော်နဲ့ချင်းယူတယ်ကျွန်တော်ကြံတဲ့အမစင်စားကျွန်တော်နှုတ်ကပတ်တော်ပဲကျွန်တော်စင်စားနှုတ်ကပတ်တော်နဲ့ပဲချင်းယူတယ်ကျွန်တော်လမ်းတောက်လျှောက်ကျွန်တော်လာတယ်နှုတ်ကပတ်တော်ပဲကျွန်တော်ချင်းယူတယ်နှုတ်ကပတ်တော်ပဲကျွန်တော်ဆင်ကျင်တယ်ကျွန်တော်မိမတော်တစ်ချက်ချက်ဟိုတီဗီကြည့်တယ်ဘုဒ္ဓတာပေါ့သူကတော့ဘုဒ္ဓတာပေါ့ဆူတောင်းပေးမယ်နော်သူကအနောက်ကနေဆူတောင်းပေးမယ်ဆူတောင်းပေးမယ်ဟော တောင်းပေးမယ်။ဒါပေမဲ့ကျွန်တော်အစင်ပေါ်ရောက်ရင်ဟောရတယ်လို့ဆိုကျွန်တော်ဘာလုပ်ရလဲ။ဆူတောင်းရတယ်ဆူတောင်းရတယ်ဖရားနဲ့ချင်းနှုတ်ကပတ်တော်နဲ့သွားတယ်။ဒီနေ့မှာဖရားသခင်ပေါ်ပြခိုင်းတယ်။ကိုတော့ဒီတလန်းလုံးနဲ့ကြောက်ဆူတော့ကိုတော့ဘာဟောရမှာလဲကိုတော့ကျွန်တော်ပြင်ဆင်ရတဲ့ຢာတွေအများကြီးဘာဟောရမှာလဲတခုပဲပြောတယ်။ငါသားသမီးတွေထဲမှာအရေးကြီးတဲ့ပြဿနာသူတို့သိတယ်။ဖရားကောင်းချီးပေးမယ်လို့ဆိုလည်းသိတယ်။ဖရားခင်ချီးမြှောက်မယ်ဆိုလည်းသိတယ်။ဒါမဲ့နှစ်တွေကြာနေပြီတဲ့။ ်ဖခင်ချင်းပြောလို့ဘာကြောင့်လဲတည်လာတယ်ဆူတောင်းတင့်တယ်လို့မဆူတောင်းသေးဘူးကိုကိုယ်တင့်တယ်လို့မကိုကိုယ်သေးဘူးဖခင်အချင်းပေးတင့်တယ်လို့ကိုကအချင်းပေးတာ limit လောက်တယ် no တင်စားဆူတောင်းပြီဆိုတဲ့တင် limit လောက်လို့မရအောင်တင်ဝိညာဉ်နဲ့ဖခင်ဝိညာဉ်မိတ္တဟာယဖြစ်တဲ့အထိတိုးဝင်ရတာဖခင်နဲ့ရည်တည်သွားတဲ့အထိ

ကိုတော်ရှင်ချစ်ချင်းမြတ်တာ तू ဘလောက်ချစ်တယ်ဆိုပဲပို့တည်လာတာဘယ်ထဲမှာတည်လဲတည်လားမြတ်မောက်တော်တော့အဲ့ဒါအားဖြစ်တာအဲ့ဒါအောင်မြင်ချင်းရတာဘသူမှဘေးနားမှာမရှိနေပြင်ငါနဲ့အတူဘုရားရှိတယ်ဆိုတော့လုံးဝတည်သွားတာအဲ့ဒါခန်းစားချက်တိုင်းတော့မသိဘူးပြင်းနေမသိဘူးမထာညီကိုမောင်မတော်ခန်းစားချက်ကိုစတင်ညင်းပယ်ပါဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးပြောလိုက်ပါခန်းစားချက်ကိုစတင်ညင်းပယ်ပါဟုတ်ပြီနှုတ်ကပတ်တော်တိုင်းဝန်ခံပါ ာမင်အမှန်တမှကြောက်ပြမယ်သူများတင့်ကိုသူများအမျိုးသမီးတွေထဲမှာထူပြင်သူများတင့်ကိုမကောင်းတာပြောလိမ့်မယ်ပြန်ပြောစရာမလိုပြန်ပြောတာမလိုသူများတင့်ကိုမကောင်းတာပြောလိမ့်မယ်ပြန်ပြောစရာဘာမလိုသူများတင့်အမွေအမျိုးစုံပြောလိမ့်မယ်ဘာမှပြန်ပြောစရာအကြောင်းမရှိဘူးဘာလို့တက်လာတင်ပြန်ပြောရင်ခန်းစားချက်ပေါ်တင်တင်ရက်တည်လိုက်ပြီမဟုတ်ဘူးမဟုတ်ဘူးအဲ့လူတွေရှေ့မှာတနေ့ဖရားဘာလုပ်လဲရန်သူတွေရှေ့မှာစပွဲခင်းမယ်ခေါင်းကိုစင်းနေလိမ့်မယ် ဖဖလာရှန်နဲ့ခွင့်ဖျားရှင်ပြင်ဆင်ပေးလိမ့်မယ်။အဲ့တော့တင်းယုံလား။ယုံရင်ဘာမှပြန်ပြောစရာအကြောင်းမရှိဘူး။တင်းနှုတ်ကပတ်တော်အပေါ်မှာယက်တည်ရင်တင်းဘသူမှပြန်ရန်ဖြစ်စရာအကြောင်းမရှိဘူး။နှုတ်ကပတ်တော်ဘယက်တည်ဘာဖြစ်လဲ။ပြောပါတနေ့တို့ရှိမှငါ့ဖျားချီမြောက်မယ်။တည်နေတယ်။အာမင်။ဟာလေလုယာ။ပြန်ပြောစရာလိုလား။စိတ်ဆိုးစရာလိုလား။ပြန်ပြီးတော့ညူဆူစရာလိုလား။ ။မလို့ဘူးမလို့တော့ဘာဘာပဲလေနှုတ်ကပတ်တော်ပေါ်မှာရက်တီတက်လိုက်လူကဘာဖြစ်လာလဲ။မထာညီကိုမောင်မတော်အသက်တာမှာကျွန်တော်အများကြီးမရက်တီတက်သေးပါဘူး။တိတလောက်လေးနဲ့ရက်တီတဲ့ကျွန်တော်ဘွားတော်အရန်လုံလောက်တယ်ပူရှန်တယ်။လာမယ့်အနာဂတ်မှာနှုတ်ကပတ်တော်တိုင်းမဲ့သွားဖို့ကျွန်တော်ဆုံးဖြတ်တယ်။နှုတ်ကပတ်တော်အပေါ်မှာရက်ဖို့ပဲကျွန်တော်ဆုံးဖြတ်တယ်။